ားလုံးပဲမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကိုကြိုဆိုပါရစေဆိုတော့စာသမားတို့ကျွန်တော်ဒီကနေ့မှာတော့ message နဲ့တနေ့ပဲတပိကစားသမားပြောင်းရှင်းနောက်ဆုံးအသစ်လေးလေးရှိပါတယ်ကိုအတင်းကစားသမားဂါနာရှိုးနာပူလီအတင်းဖက်ကပါဗျာသူတို့ကစားသမားတယောက်ဖြစ်တဲ့ဗီတာ OCN နဲ့အလေးထက်လှုပ်ဖို့အတွက် ထည့်မှန်ပြီးတော့ကျိုးပန်းတော့ရှိနေတယ်လို့ကျွန်တော်တို့တတိတချို့ရထားတာပေါ့ဗျာအဲ့ဒီအကြောင်းရောဒီကနေ့မှဆွေးနွေးတော့အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ကတော့မပြောရှင်တော့ဘူးမန္တလေးတို့စခိုင်းတို့ပေါ့ဗျာတကယ့်ကိုကြီးမားတဲ့ဆုံးကျုံမှုတွေလည်းရှိနေတယ်လူအသေးပြောက်ဆိုရင်လေတတော်ကိုများလာတယ်3000ကျော်တော့ကျွန်တော်ဖြစ်လာတယ်ဆိုတော့ဒီလိုမျိုးအပြည်သူတွေမှာဆိုရင်ပေါ့ဗျာစိတ်ခံစားမှုတွေရှိနေတယ်ဝင်းနေပူဆင်းမှုတွေရှိနေတဲ့အချိန်မှာချင်းချင်းပြောလို့ရှိရင်အာကသတတိနဲ့မတင်ဆက်တာမှကောင်းမယ် ဒါမျိုးလို့ကျွန်တော်တို့မက်ဆာနဲ့ပတ်သက်တဲ့တည်င်းတွေကတော့တက်လာတဲ့အနေအထားတစ်ခုမှတော့ကျွန်တော်တင်ဆက်ရမှာပဲဒီကြားထဲမှာဘောလုံးတည်င်းနဲ့ဒီဆက်ဖြစ်တဲ့အတွက်ညီကိုတို့ခွင့်လေးနားလေးပေးကြပါကျွန်တော်တို့ဒီအပြောင်းရှိတဲ့တင်းနဲ့ပတ်သက်ပြီးတော့ပြောလို့ချင်းမက်ဆာအောင်တဲ့အသင်းကစားသမားတယောက်ဖြစ်တဲ့ ိုက်စစ်ကစားသမားဂါနာရှိုကိုပေါ့ဗျာနာပိုလီရဲ့တင်ဘက်ကပြီးခဲ့တဲ့ဇန်နဝါရီဇေကကလာတို့တွေမှာလည်းဒီကစားသမားဖြစ်သူခေါ်ဖို့ကြိုးပမ်းခဲ့တာအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်အဆင်မပြေမှုတွေရှိခဲ့တယ်။ဒါပေမဲ့လို့အခုနောက်ထပ်ထွက်ပေါ်လာတဲ့ရေပိုးကဗာလဲဆိုရင်ဂါနာရှိုကိုနာပိုလီရဲ့တင်ကခေါ်ဖို့အင်မတန်အားခက်နေတဲ့နေရာမှာထဲမဲ့ပြီးတော့ဒီသူတို့ရဲ့အသင်ကစားသမားတယောက်ဖြစ်တဲ့အိုစီမန်နဲ့အလေးထည့်လုပ်ပြီးတော့နေရာတီအပြောင်းရွှေ့မှာခေါ်ဖို့သူတို့ဆန္ဒရှိနေတယ်ပေါ့ဗျာ။ ခေါ်ဘူးလေအမေကန်ဖြစ်ဖို့ကျွန်တော်ကြီးနေတယ်ဆိုပြီးတော့လေတတိယနေ့ကတက်လာတယ်ကျွန်တော်ချင်းချင်းပြောလို့ရှိကျွန်တော်အသေးမှာကပေါ့ဗျာတိုက်စစ်ပိုင်းမှာအမေကန်အလုံးလုံးနိုင်သေးရှိတဲ့ပလေယာတွေကျွန်တော်တို့လိုတယ်အိုစီမန်အနေနဲ့ကြည့်ရလို့ရှိရင်သူတိုက်စစ်ပိုင်းမှာပေါ့ဗျာဖန်တီးမှုလေးကောင်းတယ်ပြီးလို့ရှိရင်ဂိုတင်းတေချာတဲ့ကစားသမားလေးဖြစ်တယ် ဒါပေမဲ့လို့ကျွန်တော်တကယ်လို့သူတို့အသေးဖက်ကပေါ့ဗျာအိုစီမန်ကိုရောင်းရှာဖို့နေရာမှာငွေကြေးတက်တက်သာသူတို့လိုတယ်ကစားသမားအလေးထက်တွေပါတယ်သူတို့မလုပ်ရှင်ဘူးဒါပေမဲ့လို့သူတို့အသင်းဘက်ကလည်းအိုစီမန်ကိုမဖြစ်မနေလွယ်လွယ်ဖို့ရှိနေတယ်ဆိုတော့တကယ်လို့အိုစီမန်ကိုလွယ်လွယ်တဲ့နေရာမှာသူတို့အသင်းဘက်ကလည်းတိုက်စစ်မှာအစားထိုးဖို့လိုတယ်အိုစီမန်ရဲ့နေရာမှာဆိုတော့အခုကျွန်တော်ယူနိုက်တက်အသင်းမှာလည်းဂါရာရှိုအနေနဲ့အချိန်ပိုက်တဲ့အရာဆိုရင်လည်းယူနိုက်တက်အသင်းနဲ့အဝင်ကြေးဖြစ်ဖို့အင်မတန်ရုန်းကန်နေရတဲ့အနေထားမှာဆိုရင်သူတို့အသင်းဘက်ကဂါရာရှိုကိုအများကြီးလိုအပ်နေတယ် ဆိုတော့တကယ်လို့မြတ်ဗောဗျာနေရာဒီကာလာတိုးတွေမှာဒီအပြောင်းရွှေ့ကဖြစ်ဖို့အင်မတန်ကိုနီးစက်နေတယ်ကျွန်တော်လည်းချစ်ဗီဒီယိုမှာပြောသလိုပါပဲအိုစီမန်နဲ့ကာနာရှူတို့ရဲ့အပြောင်းရွှေ့ကတကယ်လို့ဖြစ်မယ်ဆိုရင်လည်းဖြစ်လောက်တယ်ဘာလို့ဆိုတော့ယူနိုက်တက်အသင်းဘက်ကအိုစီမန်ကိုလိုချင်နေတယ်နာပိုလီအသင်းဘက်ကကာနာရှူကိုလိုချင်နေတယ်ဆိုတော့ဒီကြားတိမှာတော့တခုတော့ရှိတယ်ဒီလိုမျိုးအလေးထက်လုပ်တဲ့နေရာမှာကစားသမားအလေးထက်ပဲလုံမလားတိုးတွေမောအဲ့ဒီအလေးထက်နေရာမှာသစ်တော်တွေပြောင်းချစေကပါမလားဆိုတာပဲကျွန်တော်ကြည့်ရမှာကာနာရှူအနေနဲ့ကျွန်တော်အခု ယူနိုက်တက်အသင်းရဲ့ရှေ့ဆန်းတဲ့ပြနိုင်မှုရုံးကန်နေရတဲ့အနေအထားတစ်ခုရှိနေဆိုပေမဲ့လို့ဒီကစားသမားကတကယ့်ကို quality ရှိတဲ့ကစားသမားတယောက်ဖြစ်သလိုအသေးရေပိုင်းကလည်းအများကြီးကျွန်တော်တုံးလို့ရတယ်။ကြည့်ရမယ်မယ်လက်တလို့အရှင်နေမြောက်တော့ခါနာရှိုးတကယ်တမ်းကျွန်တော်စိတ်ဝင်စားနေတာအမေကေကိုစိတ်ဝင်စားနေတာ။ တို့ပဲမလို့ယူနေတဲ့အတင်းဖက်ကအလေးထက်လို့တော့သူတို့လိုရှင်မလားတို့ဒီမဟုတ်လို့ရှင်ဒီတိုင်းကျွန်တော်တို့အပိသက်ရောက်ရှားဖို့ဖြစ်နိုင်မလားဆိုတာနာမည်အပြောင်းရွှေ့နေရတဲ့ဈေးကွက်မှာကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့ဗျာဆိုတော့ဒါကအခုကျွန်တော်တက်လာတဲ့သတင်းပေါ့ဗျာနာပိုလီအတင်းဖက်ကဂါနာယူကိုခေါ်တဲ့နေရာမှာသူတို့ကစားသမားတစ်ယောက်ဖြစ်တဲ့ OC မန်နဲ့အလေးထက်လို့ဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်တက်လာတဲ့နောက်ဆုံးရထားတဲ့သတင်းပေါ့စားသမားတို့ရဲ့ခုလက်တလုံးမှာဆိုရင်ငလျင်ဘေးတင်းပြည်သူတွေအတွက် အာရေပေါ်လိုအပ်မှုတွေအများကြီးရှိနေတယ်သူတပိကျွန်တော်စကိုင်းဖက်တယ်မှာဆိုရင်ရေရှားပါမှုတွေရှိနေတယ်လို့သတင်းတွေထွက်နေတယ်ပြီးလို့ချင်းအခက်ကြီးတွေကတော့ပေါ့ဗျာလိုအပ်တဲ့နေရာတွေကတော့အများကြီးဆိုတော့ဒီလိုမျိုးလိုအပ်တဲ့နေရာတွေကိုတီတီရဲနဲ့ဟိုကျွန်တော်အကူအညီပေးနိုင်ဖို့လိုတယ် ခုဆိုရင်ဟိုအရက်ဖက်အဖွေးစစ်တွေ brighter အဖွေးစစ်တွေကလူငယ်တွေကောက်ခံမှုတွေရှိနေတယ်ဒီလူရှင်တွေကလည်းတအားများနေတဲ့အတွက်တကယ့်ကိုကျွန်တော်တို့ပီတိဖြစ်ရတယ်တကယ့်ကိုလည်းဒီလူမျိုးမြင်တွေ့ကြားတွေ့ရတဲ့အတွက်ဝမ်းသာစရာဖြစ်တာပေါ့ဗျာတကယ်လို့ညီကိုတို့လူဖို့စင်တာရှိတယ်ဆိုရင်အော်အရေပါဖွေးစစ်တွေပရိုက်တာဖွေးစစ်တွေလူမှုကူညီရေးအသင်းဖွဲ့တွေပြုလို့ရှိရင်အလူခဲဌာနတွေကိုဆက်သွယ်ပြီးတော့တော်ရော့လူတွေပေးဖို့လေကျွန်တော်ဒီနေရာကတိုက်တွန်းလိုပါတယ်ဆရော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲစာသမားတို့ရဲ့ကြီးကြီးအပ်တဲ့ညီကိုဒူဒီယောက်စီတိုက်ကိုကျေးဇူးများတင်ပါတယ် တယ်။မနေ့ပြန်ကျွန်တော်ညာပိုင်းလောက်မှဆိုရင်မန်ချက်စတာနဲ့တဲ့အသေးနဲ့မန်စီးတီးတို့ရဲ့တနင်္ဂနွေနေ့ကစားမယ့်ပရီးမီးယားလိဂ်ဒါဘီပွဲစဉ်အတွက်ကျွန်တော်ပွေးချက်သုံးသပ်ချက်လို့ဖို့ရှိတဲ့အတွက်ပွေးချက်သုံးသပ်ချက်ဗီဒီယိုကိုလည်းညီကိုတို့စောင့်မျှော်ကြည့်ကြည့်ဖို့ကျွန်တော်တောင်းဆိုပါတယ်။ယူနိုက်တက်ဖန်များနဲ့မြန်မာပြည်သူပြည်သားအပေါင်းကဘာသူကဘာသားအပေါင်းတဘာဝဘဲရီအပေါင်းမှအမြဲဆုံးလွတ်မြောက်နိုင်ပြီးတော့အယယာစီမီပျော်ရွှင်နိုင်ကြပါစေကြောင့်ကျွန်တော်ကိုဝင်းစကားနဲ့စတောင်းပေးနေဒီလိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲ OK ပါစာသမားတို့